ထိုင်းကယ်ဆယ်ရေးရပေါ်မှာကျေစွတ်ပြန်ခဲ့တဲ့ပြုမှုကြောင့်ချီချိုးခံနေရတဲ့တိုးအောင်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကျေစွတ်လိုက်ပါတယ်။ငလျင်ဘေးကပြင်းထန်လွန်းလာကြောင်းမြန်မာနိုင်ငံကကယ်ဆယ်ရေးရမှာပြည်စည်းမဆုံးမလင်းဖြစ်ကမနိုင်မနေဖြစ်နေရတာပေါ့။ မနိုင်မနေဖြစ်နေတဲ့အချိန်မှာနိုင်ငံတကာကကဲဆဲရေးတွေကပါလာရောက်ကူညီလို့နေချင်တာပေါ့တရုတ်စင်ကာပူမလေးရှားထိုင်းရုရှားနိုင်ငံကကဲဆဲသမားတွေကပြည်စည်းမစုံမလင်ဖြစ်နေတဲ့မြန်မာနိုင်ငံကငလျင်ဘေးသင့်တွေအတွက်မိသားစုနဲ့ခွဲခွာကလာရောက်ကူညီပေးနေကြတာပေါ့နိုင်ငံတကာကကဲဆဲရေးတွေမှာပြည်စည်းအစုံလင်လဲပါသလိုအသက်ရှင်သူရှိမရှိစမ်းသပ်နိုင်တဲ့ကိရိယာတွေနဲ့ညာဘက်မှာကဲဆဲလုံနိုင်ဖို့ကူညီနိုင်မဲ့ပြည်စည်းတွေပါပါကြပါတယ်ဒါကြောင့်မို့လဲကဲဆဲရေးကအမြန်ဆန်းလောက်ကလူတွေအများကြီးကအသက်ရှင်လျက်ကဲနိုင်တာပေါ့ မြမပြည်သူတွေအတွက်ကတော့ဒုက္ခရောက်နေချိန်မှာလာရောက်ကူညီပေးတဲ့မြမပြည်တွင်းကကဲဆဲသမားတွေရောနိုင်ငံတကာကကဲဆဲသမားတွေကိုပါဂျေဆုတင်လို့မဆုံးဖြစ်နေတာပါ။တောအောင်ကလည်းကိုယ်နိုင်ငံကိုလာကူညီနေတဲ့ကဲဆဲရဲတွေကိုဂျေဆုဆက်ခွင့်ရရှိခဲ့ပါတယ်။တောအောင်ဟာပြင်မနာမှာကိုပိုင်အထက်ဆိုင်ဖွင့်ထားတာအလုံးလဲအသိပါပဲ။ပြင်မနာကလည်းငလျင်ဘေးနဲ့ပတ်သက်ပြီးအပြင်ထံကိုခန်းစားလိုက်ရတာဖြစ်ပါတယ်။ ငလျင်အကြောင်းမို့အဆောက်အဦတွေအများကြီးလည်းပျော်ကြပျက်စီးသွားခဲ့ရတာပေါ့။ပြင်မနာငလျင်ဘေးအတွက်ထိုင်းနိုင်ငံကကဲဆဲရေးတွေကလာရောက်ကူညီလို့နေတာပေါ့။ထိုင်းကဲဆဲရေးတွေကအနားယူတဲ့အချိန်မှာမြို့အတွင်းမှာသူတို့လိုချင်တဲ့ပစ္စည်းတွေကိုလိုင်လံကဝယ်ယူကြပါတယ်။ဝယ်ရင်းနဲ့တွောင်းရဲဆိုင်တဲကိုရောက်သွားခဲ့တာပေါ့။တွောင်းကပြင်မနာမြို့မှာအောင်မြင်နေတဲ့အထက်ဆိုင်ဖြစ်တာမို့စကပြန်ကခေါ်သွားခဲ့ပါတယ်။ ဆိုင်ရောက်တဲ့အချိန်မှာထိုင်းကယ်ဆယ်ရေးတွေကသူတို့လိုချင်တဲ့တီရှပ်အခွက်တွေကိုဝယ်ခဲ့ကြတာပေါ့ထိုင်းတွေကတီရှပ်အင်ဂျီတွေဆိုရန်ကိုကြိုက်တာကြောင့်ဒေါအောင်ဆိုင်မှာရှိတဲ့အင်ဂျီတွေကိုအကြိုက်တွေ့နေကြပါတယ်ထိုင်းကယ်ဆယ်ရေးတွေကသူတို့ပတ်စံနဲ့ဝယ်ဖို့လာကြတာပေါ့လက်ထဲမှာပတ်စံကိုလည်းကင်ထားပြီးဈေးတွေလည်းမင်းနေခဲ့ကြပါတယ်ဒါပေမဲ့ဒေါအောင်ကတော့နိုင်ငံကိုလာရောက်ကူညီနေတဲ့သူတွေကိုဂျေဆုဆပ်ဖို့အခွင့်အရေးရပြီလို့ဆိုကဝယ်သမျှအားလုံးကိုအလကားပေးဖို့ဆုံးဖြတ်လိုက်တာပေါ့ မြစ်တာလက်ဆောင်အနေနဲ့ကယ်ဆယ်ရေးတွေဝယ်သမျှအင်ဂျီတွေကိုအလကားပေးခဲ့တာပေါ့ဒါပေမဲ့ကယ်ဆယ်ရေးတချို့ကလက်မခံကြပါဘူးတိုးအောင်ကလည်းအတင်းပင်းနေတာမို့နောက်ဆုံးမှာတော့လက်ခံလိုက်ကြတာပေါ့ဒါပေမဲ့ထိုင်းကယ်ဆယ်ရေးသမားတယောက်ကပစိုးလေးခွင်းလောက်ဝယ်မှာမို့အလကားမပေးပါနဲ့ဆိုပြီးအတင်းညှင်းနေခဲ့ပါတယ် ဒါကြောင့်မို့ကြာသိငွေရဲ့တဝက်ကိုသာဒေါအောင်ကယူလိုက်ရပါတယ်ဒေါအောင်ဟာထိုင်းကယ်ဆယ်ရေးတွေကိုခုလိုကျေစုပြန်ထုတ်ပြန်နိုင်တဲ့အတွက်ဝမ်းသာလို့နေရတာပေါ့မြန်မာလူမျိုးတွေကစေတနာထက်တန်ကကျေစုတိတက်သူဖော်ရသူဖြစ်ကြောင်းကိုပြသလိုက်နိုင်တာမို့ဂုဏ်ယူလို့နေတာဖြစ်ပါတယ်လူအများကလည်းဒေါအောင်ရဲ့ပြုမှုလေးကိုသဘောကျလို့နေကချီးကျူးနေကြတာပေါ့ဒေါအောင်ဟာငလျင်ဘေးအတွက်ဆိုင်ရဲ့အမျက်ငွေစုထားတဲ့စုဘူးကိုဖောက်ကလှူဒန်းပေးခဲ့ပါတယ်စုဘူးဖောက်လို့ရတဲ့တိန်းတရာအလုံးကိုငလျင်ဘေးအတွက်လှူဒန်းပေးလိုက်တာဖြစ်ပါတယ် ငလင်ဘေးအလှကခွန်လက်ရှိအချိန်ခဏအတွင်းမှာသာပြီးတော့မှာမဟုတ်ဘဲနောက်ဆက်တွဲမှာလည်းကိုကြီးဖေးမဆရာတွေအများကြီးရှိလို့နေပါတယ်။ငလင်ကြောင့်မို့အိမ်တွေတော်တော်များများကနေလို့မရအောင်ကိုပြက်စီပြိုချသွားတာပေါ့။လူအများအိမ်ကျရမဲ့ဘဝကိုလည်းရောက်ရှိလို့နေရပါတယ်။အိမ်တွေဖြိုချဖို့အတွက်လည်းဒိန်ချီကုန်ကြမှာမို့ချိုးတဲတဲ့သူတွေအတွက်မတတ်နိုင်တဲ့ဒုက္ခတွေကိုရင်ဆိုင်လို့နေရတာပေါ့။ဒီလိုရာတွေတက်လည်းနောက်ဆက်တွဲမှာလူတန်းပင်းနေရအောင်မှာဖြစ်ပါတယ်။ထိုင်းကယ်ဆယ်သမားတွေကိုဂျေဆုတုတ်ပြန်ခဲ့တဲ့တွောင်းအောင်ပေါ်ဘရစ်တတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်အချောင်းမျိုးမျိုးကြောင့်ကွယ်လွန်သွားခဲ့ရတဲ့သူတွေလည်းကောင်းရဘုံဘွားရောက်ရှိပါစေကြောင်းနဲ့ကိုကြီးကဲဆဲထောက်ပံ့ပေးသူအားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောကြားရင်းနဲ့အားလုံးပဲနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ